င်္ဂလာပါဇာနီကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့နာမည်ကြီးတောခွေးကောင်းတဲ့အီဂျစ်နယ်ပြအနုဘစ်အကြောင်းပြောပြသွားမှာဖြစ်ပါရစေ။အနုဘစ်ဟာအီဂျစ်ရဲ့ရှေးကြာဆုံးနယ်ပြတွေကတယောက်ပါ။မမ်မီယုံလုံးပြုတ်တာတွေအတူပါခန္ဓာတွေတေးပြီးနဲ့ဝေါ်ရင်နဲ့ဆက်ဆက်နေတဲ့နယ်ပြတွေပါဖြစ်ပါရစေ။ချီယောင်းအီဂျစ်ရဲ့ယုံကြည်မှုကယုံလုံးတွေကိုမမ်မီပြုတ်တဲ့ဖြစ်စဉ်မှာနတ်ဆရာတွေကအနုဘစ်ကို ကိုးစားပြုတဲ့အနေနဲ့တောခွေးမြင်တဲ့ဘုံတွေဝစ်စင်လေးရှိကြတယ်လို့သိရပါပဲ။နုဘစ်ကိုတည်ခြင်းနဲ့ပတ်သက်တဲ့မြေော်လောကရဲ့နတ်ဖျားဖြစ်လေတတ်မှတ်ခဲ့ကြပါပဲ။ နောက်ပိုင်းမှာတော့ဒီကဏ္ဍကိုနတ်ဖျားအိုဆိုင်းရစ်ကလွှဲပြောင်းယူခဲ့တာပါအနုဘစ္စာတေလွန်သူတွေရဲ့တင်းချိုင်းကိုယ်ကိုစောင့်ရှောက်ကာကွယ်သူလို့လဲဆိုကြပါတယ်။တေလွန်မီဝိညာဉ်တွေကိုသူတို့ရဲ့နောက်ဘဝစီလမ်းညွှန်ရမှာလဲအရေးပါတဲ့ကဏ္ဍအနေပါဝင်ခဲ့သူဟာအနုဘစ္စာမတ်ခမ်းမိုင်ရဲ့မှာအမှန်တရားကိုကိုးစားပြီးငမွေတဲ့တေလွန်သူတွေရဲ့နှလုံးသားတွေကိုချိန်ကြီးရဲ့ဖြစ်စဉ်မှာကြီးကျက်သူတယောက်ဖြစ်ပါတယ်။နှလုံးသားငမွေတဲ့ပုံပေါ်ကရင်ဝိညာဉ်ဟာစင်ကြဲလို့ယူဆရပြီးတော့တေပြီးနောက်ဘဝကိုဝင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့တည်ဆုံးပြင်းလုံးတာငမွေးထဲပိုလေးနေမှာဆိုရင်တော့ Hatch Eater လို့နာမည်ကြီးရဲ့ Band Brother တော်ကြီး Amit Warmi ကခံရပါလိမ့်မယ်။ဒါတော့တည်ဆုံးသူဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့ Anubis နတ်ဘုရားရဲ့အရေးပါပုံမှာ Anubis ဟာ set years နီနတ်ဘုရားမှာ Neptis ရဲ့တားတယောက်ဖြစ်ပါလေ။ဒါပေမဲ့သူက Neptis နဲ့ဆက်တူရဲ့ပေါင်းစည်းခြင်းကနေမွေးဖွားခဲ့တာမဟုတ်ပါဘူး။ဒါကြောင့် Neptis ဟာ ISIS ဖြစ်အောင်ဆောင်ပြီးတော့သူ့ကို Osiris နဲ့လျှို့တဲ့တန်ရိုးစဉ်ကြီးရှိခဲ့ပါလေ။ အဲ့ဒီဖောက်ပြန်မှုကနေအနုဘစ်တောင်ဝေဖွားလာခဲ့ရတာပါလက်တစ်ကအနုဘစ်ကိုစွန့်ပစ်ခဲ့ပြီးမဲ့ ISIS ကသူ့ကိုရှာတွေ့ပြီးတော့မွေးစားခဲ့တယ်လို့သိရပါတယ်ဆက်ထားတစ္ဆာမင်းကိုရင်ဆိုင်ရင်းနဲ့ Osiris ကိုတတ်ဖို့ကြံစည်ခဲ့ပါတယ် Osiris ရဲ့ခန္ဓာကိုယ်42ပိုင်းပိုင်းလိုက်ပြီးတော့အပိုင်းစားတွေကိုအီဂျစ်တခွင်ဖြန့်ပစ်လိုက်တာပါ ISIS နဲ့ Nephthys တို့ညီမနှစ်ယောက်ဟာ Osiris ရဲ့ခန္ဓာကိုယ်အပိုင်းစားတွေကိုပြန်လည်စုဆောင်းခဲ့ပါတယ် အနုပိစာအွန်ဆိုင်းရစခန္ဓာကိုယ်ပိုင်းစာတွေကိုပထမဆုံးမန်မီအဖြစ်ပြောင်းလဲပေးခဲ့ပြီးတော့ ISIS ကသူမရဲ့ဒပိုင်းပါဝါရင်းနဲ့အသက်သက်ပြန်သွင်းပေးခဲ့ပါတယ်။ PI အားလုံးပြီးနောက်မှာတေးပြီးနောက်ဘဝရဲ့ကိုစားပြုနေဖျားအဖြစ်အနုပိစရဲ့နေရာမှာအွန်ဆိုင်းရစကလွှဲပြောင်းတာဝန်ယူခဲ့လို့သိရပါတယ်။ဒါတော့နုပိစနဲ့မန်မီရုံလောင်းပြုလုပ်တာရဲ့ဆက်ဆက်ပုံပါ။အီဂျစ်နိုင်ငံကိုဂရိတို့အုပ်စိုးစဉ်ကာလမှာအနုဘစ်ကိုဂရိနေဖျာဟာမစ်နဲ့ဆက်ဆက်ပြကြပါရယ်ဂရိဒန်နာရဲ့ဟာမစ်ကလည်းဝိညာဉ်တွေကိုအပါလောကစီပို့ဆောင်ပေးတဲ့နေဖျာဖြစ်တာကြောင့်ပါအ ဒီနဖျားနှမရဲ့ဆက်နွယ်မှုကရိုမန်အုပ်ချုပ်မှုကာလအတွင်းမှာဟာမနူဘစ်လိုနာမည်ကြီးတဲ့နဖျားတစ်ပါးကိုအစာပြုပေးခဲ့ရလည်းဖြစ်ပါတယ်။အဆုံးထိနားတော်ဝေသားလို့ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုကြည့်နေတဲ့တည်းဆိုတော့ like and subscribe လို့ဝေသားကိုမေ့ပါနဲ့ဦးနော်။